မင်္ဂလာပါခင်ဗျာ။သောက်ဆိုင် channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာမင်းခိုင်စုစံရဲ့တစီတကောင်ရဲ့တည်တန်းစာဆိုရက်ဝတ္ထုတိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်ခင်ဗျာ။တစီတကောင်ရဲ့တည်တန်းစာတစီတွေဟာသူတို့ရဲ့မှတ်ပုံတင်ကပြားတွေကိုပြစ်လိုက်ကြတယ်။သိကြည်ကြွေးဖို့ကောင်းတယ်။ကြည်စမ်းတစီတွေတကောင်နဲ့တကောင်စုံပြီးတဲ့အခါများဆိုရင် ကိုမျက်နှာကိုလက်ညှိုးထိုးပြီးငါဘာကောင်းလဲငါဘာကောင်းလဲလို့အချင်းချင်းမေးမေးနေကြတယ်။မဲမောင်အေးစက်တဲ့ခြောက်ခြားမှုတွေတဝုံဝုံကြူကြချက်ညက်နေအောင်ပိတ်ဆို့ပစ်လိုက်ရလို့ခံစားနေရတယ်။စောင့်ကြည့်အောက်ကြည့်ဖာရှက်လိုက်တဲ့ secret လူမျိုးပေါ့တစီတွေရဲ့ဘဝတွေတရှင်းရှင်းတူဝင်ပါ။မိရဲ့ရဲ့တွေဘဝတွေဘယ်တော့အစီကံရောက်လိမ့်မလဲ။တတိရှိရှိကြောက်လန့်နေရရှာတကယ်ပြောတာပါ။ တစီရီဘာဖြစ်သွားလဲဆိုတာမပြောခင်လူနှစ်ယောက်အကြောင်းအရင်မိတ်ဆက်ပေးထားဖို့တော့လိုလိမ့်မယ်ထင်တယ်။တကယ်ပါတစီရီရဲ့အိမ်မက်ကိုဂျူတီလဲပေးခဲ့ရသူတို့နှစ်ယောက်ပေါ့။ဒါကြောင့်ဒီဇလန်းမှာသူတို့နှစ်ယောက်တိတ်အရေးကြီးတယ်။ဟွန်းမတော်တဆအရေးကြီးသွားလိုက်ပုံညာမတော်တဆတက်တောင်ပို့ပြီးမတော်တဆဖြစ်နေသေးတော့ရဲ့သူတို့နှစ်ယောက်ကဘလို့ဘလို့တွေ့ဆုံပြီးမိတ်ဆွေဖြစ်လာခဲ့ကြတယ်လဲဆိုတဲ့မိကုံကိုတော့မမေးနဲ့မသိဘူးဟုတ်တယ် သူတို့ ਨੇ ပတ်သက်လို့အစောပိုင်းကဖြစ်ပျက်တွေကိုသိရတယ်တရားမှမရှိပါဘူးသူတို့ဆိုတာပေါ်ဦးနဲ့ဘာတောပြောအောင်မယ်ပေါ်ဦးကတိတ်ကိုခေါင်းကောင်းတဲ့အကောင်စဉ်းစားတွေးခေါ်တတ်တာကိုပြောတာပါဘလို့ကိစ္စမျိုး ਨੇ ပတ်သက်လို့မဆိုသူကောင်းကောင်းငန့်စက်တယ်ကျွမ်းကျင်တယ်တွေးတက်ခေါ်တတ်စင်ကျင်တတ်တယ်သူတုံးတက်လို့ရတဲ့အဖြစ်ချလိုက်တဲ့ဆုံးဖြတ်ချက်ဆိုတာဘယ်တော့မှမားတယ်လို့မရှိဘူးအဲစဉ်းစားတဲ့အခါနည်းနည်းပပအချိန်တော့ယူရတာပေါ့လေ တစ်ခုပဲဝိုင်းနေစရာကောင်းတာကသူဟာမျက်စိရောနားရောပျက်စီးနေတဲ့ဒေါက်တာတယောက်ဖြစ်နေရတာပါပဲဟုတ်တယ်ပေါ်ဦးခင်ဗျာမျက်စိကန်းနေရှာရင်နားကတော့လုံးလုံးမကြအောင်တမဲပဲအတော်ကြီးអော်ပြောနိုင်မှာကြားတယ်နောက်တစ်ယောက်ကပါတော့ဟာဒီကောင်ကတော့မျက်စိရောနားရောကောင်းသလားမမေ့နဲ့အေးလေကောင်းလို့လေသူကဥဆောင်ပြီးတဲတော့တွဲလာခွန်နိုင်တာပေါ့မျိုးမဟုတ်ရင်ညစလုံးဒုက္ခရောက်တာကြီးရဲ့အင်း အခုလက်တစ်ခါတစ်ခါနင်းနေပါပါတော့ဒုက္ခရောက်တာပါပဲဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘားထုတ်ဆိုတဲ့ကောင်ကအုံနောက်ဆိုတရွေးသားမှမရှိရမဟုတ်ဘူးလုံလိုက်မှပြအကုန်လုံးတလွဲရွေကြီးသူပြောရင်ပြောသမျှယုံနေခိုင်းသမျှလှုပ်တယ်ကဲအဲ့လိုကောင်ကလည်းလောကမှာရှိသေးတယ်တခုတော့ရှိတယ်ဒီကောင်ကပုံးကိုတော့အာဟုရကောင်မှန်သိတာပုံးကိုပြပြတိုင်းမင်းနေပုံးဝအကြံပေးတဲ့တိုင်းလိုက်နေပါပဲဖြစ်ဖြစ်ပုံးကဖြူရင်ဖြူဝင် ပေါ်ဦးကမဲနေတယ်ပေါ်ဦးကဘာမှမမြင်ရမကြားလေတော့အဲ့ကောင်ဘာတုတ်ကိုပဲလက်သုံးတောင်ဝေးလောက်ပြီးဟိုနာတီနာသွာလာလောက်ကိုင်းနေရတာဘာတုတ်ကမြင်သမျှကြားသမျှပြောပြပေါ်ဦးကနားထောင်ပြီးအဖြေထုတ်သွားချင်လာချင်းဘာတုတ်ကပေါ်ဦးကိုတွဲခေါ်အင်းသူတို့ညောင်ဖို့အစင်တော့ပြေးတာအင်းမဥပမာပြောပြမယ်လေဒီလိုတညပေါ်ဦးနဲ့ဘာတုတ်လမ်းလျှောက်လာကြတယ်ပေါ်ဦးရဲ့လက်ကိုဘာတုတ်ကဆွဲလို့ပေါ်ဦးခင်ဗျာလည်းဆန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 ်း ဘာတို့ကဟိုကြည့်ဒီကြည့်ဒီကြားလဲပေါ်ဦးကမေးသူကပြန်ဖြေရသည်မြောင်စလုံးဖို့မတက်တာရှာပါဘူးအဲအဲ့ဒီချိန်မှာဘာတို့ကကောင်ပေါ့ဘာလို့စီကိုတတော်ရကောင်ပြေးလာနေတယ်ကွာပေါ်ဦးစဉ်းစားရပြီอืมအချက်လက်ဆုံးလင်အောင်ပြန်မေးရမှာပဲဘလို့အကောင်မျိုးလေကွာပြေးလာတာတော်တော်မြန်လားအေးမြန်သားကွာဒီကောင်ကကွာဟိုတင်းတိတ်ကောင်ကြီးကြီးတော့မဟုတ်ခက်ရွယ်ရွယ်ပဲအယောင်ထွက်နေတဲ့မီးလိုအလုံးနှလုံးကင်လာ ပုံဝတ်ဖို့တော့တွေးလင်နဲ့ဆိုင်လေဖြစ်နေပြီအဲ့ဒီအလုံးနှလုံးကတဏှီတဲကြွယ်ရဲလာနောက်ပြီးဘာအယောင်ရှိလဲတဏှီတဲကွာအယောင်ကအဝါယောင်ပုံဆက်မေးလေရဲ့အခုပြေးလာတော့ဒီအလုံးနှလုံးရဲ့အချင်းအကွာဝေးပြောင်းလဲမှုရှိလားအရင်ကအကွာဝေးတိုင်းပဲလားအရင်တိုင်းပဲကွာဟောငါတို့စီတက်တက်ပြေးလာနေပြီဒီမဲ့ဘာတော့ငါမေးရအသေးချာစဉ်းစားပြီးဖြစ်တယ်အဲ့ဒီကောင်ကအော်တက်အတံမီတက်လားအေးအခုအော်ရင်ပြေးလာတယ်ကွာဟောငါတို့စီတက်တက်လာနေပြီ ဘလို့អော်လဲကွာတပီးပီးနဲ့អော်လာတယ်တစ်ချက်တစ်ချက်မှလည်းတီတီပွန်ပွန်လို့ထောက်អော်သေးတယ်ပေါ ው လက်သွားပြီးငဲတန်ပါအောင်ကျိုးអော်နေတယ်ဟာဘာလို့ရှောင်းရှောင်းရှောင်းနေမိကလာအဲမော်ရော်ကားဟဲ့ sorry ပဲနည်းနည်းလေးနောက်ကျသွားတယ်တော်သေးတာပေါ့ကားသမားကရှောင်းမြန်လို့တက်တက်ကြီးမတိုက်ပင်မော်တော်ကားနဲ့ပုတ်ရုံပုတ်မိတော့တာအင်းရောက်တာလမ်းပေးမှာခွခွလေးလင်းနေကြရှာလေးရဲ့ဘာတို့ကမျက်စိရောနားရောကောင်းတယ်တိတ်ကောင်းတယ်တိတ်ချတယ် ေါ်ဦးကစိတ်ကိုအုံနောက်ကောင်းတဲ့ကောင်ပါမယုံမရှိနဲ့ဒါပေမဲ့အဆက်တရီအပြန်လန်ဆန်းစစ်ချက်တွေထုတ်နေတာနဲ့ပဲဒီလိုနောက်ကျသွားအောင်မနေတော့ဘူးလေကကြမဟာအိမ်မက်တွေကိုကျူတီလဲပေးတတ်တယ်ဟုတ်တယ်စိတ်ကူးရင်စရာကောင်းလောက်အောင်ကန့်ဆိုးတာလားပိုးဆိုးပတ်ဆက်ကန့်ကောင်းတာလားမပြောနိုင်တဲ့နေ့တနေ့ဟာတစီတစ်ကောင်ကိုဖမ်းဆလိုက်လေအဲ့ဒီနေ့ကအဲ့ဒီတစီဟာလူမြောက်ကို၆လမ်းဖို့ခွဲထမ်းကြတာဝင်းနေတစ်ပင်တစ်ပင်ကိုတွဲလောင်းခိုးပြီးစောက်ဆိုင်နေခဲ့တာ လမ်းပေါ်မှာတယောက်နဲ့တယောက်စံတဝါဝါလာနေတဲ့လူညားကိုတွေ့လိုက်ရတော့တက်စီဟာတိတ်ပြီးဝမ်းသာသွားရောဒါပေါ့လူတယောက်ချင်းစီကိုစောင့်ပြီးနှစ်ခါချောင်းဟမှာတက်ဆိုင်တခါတည်းကိစ္စပြီးအောင်အခုလာနေတဲ့လူညားကိုခြောက်လိုက်တာပို့အဆင်ပြေမှာပဲတက်တက်တတာနဲ့ညံ့ညံ့ကြူတီးပြီးမှာပဲလို့တက်စီကတွေးရပေါ့သူနဲ့တက်စီဟာပြုံးစုလူညားရဲ့ရှေ့ကိုခုန်ချလိုက်ပြီးတော့သူ့ရဲ့ကြောက်စရာကောင်းလာအောင်အမွေးမြင်တွေရှေ့လျားနေတဲ့လက်ကိုဆန်းထုတ်လိုက်တယ်အဲ့ဟာကိုမြင်နေဘာတော့ကဟိကောင်ပေါ့ဘူး ငါတို့ရဲ့ရှိမှလူတယောက်လက်ပြပြီးရက်ခိုင်းနေတယ်။ပေါ်ဦးကလေဟုတ်လားအိမ်အဖြူဝတ်ထားသလားသူ့အိမ်ကြီးမှာအိတ်ကက်ကြီးကြီးပါသလားလို့ကြည်စမ်းကွာပါရဆိုရင်တော့အဲ့ဒါဟိုတယ်ရှင်ထင်းရဲ့ပဲဟင်အင်းမပါဘူးကွာအိမ်ကြောင်မဝတ်ထားဘူးအတော်စင်းရဲမဲ့ပုံပဲတကူလုံးအမွေးမြင်ကြမ်းကြမ်းတွေချုပ်ပွားလို့ဟောဟောအဆွေကြီးနှစ်ချောင်းထုတ်ပြနေပြန်ပြီအဆွေတွေလည်းပြူးနေတာပဲပေါ်ဦးကစဉ်းစားလိုက်တယ်ပြီးတော့อืมစင်းရဲစင်အောင်လည်းဆောင်းလာတယ်အဆွေလည်းရှိတယ်ဆိုတော့ဒါကုမျိုးနှစ်ပဲ ဟာမျက်လုံးကြီးပြုတ်နေပြီဟာဟာရှာပါထွက်နေပြီဟာအော်ဝန်တန်းဖြစ်မှာပေါ့ကွာအစီကတော့မောနေပြီအတော်လဲစိတ်ပြက်လာပြီလေဒါနဲ့ဟဲ့လူတွေတုတ်တဆေးပြခင်ဗျားတို့ကိုတဆေးချောက်နေရကြောက်ကြလေဗျာဘာတုတ်ကပေါ်ဥပတ်လှဲ့ပြီတဆေးဆိုတာဘာလဲကွာလို့လမ်းမေးတယ်ပေါ်ဥကတော့မိစိကိုပုတ်ရင်စဉ်းစားရင်အင်းတဆေးဆိုတိုင်းအရန်ရုပ်လို့တော့မဖြစ်သေးဘူးကွာဒီခကြီးမှာလူလိန်တွေကအပေါ်သားတိုင်းကွာ မင်းတစီဖြစ်ကြောင်းဘာအထောက်ထားပြမလဲတစီကကြောင်သွားတယ်တစီချောက်တာထောက်ထားပြပြီးချောက်ရတယ်သူတခါမှမကြဘူးလားဒါပေမဲ့ပောက်တဲ့နဘူးမထူးဘူးဆိုပြီးသူ့ရဲ့တစီမပုံလင်ကတ်ကိုထောက်ပြလိုက်ဘာထုတ်ကယူကြည့်ပြီးပေါ်ဦးကိုပြန်ပြောပြတော့ပေါ်ဦးကဟာဘယ်ဖြစ်လဲငါကိုယ်တိုင်လည်းမြင်ရတာမဟုတ်ဘူးနောက်ပြီးမပုံလင်ကတ်ဆိုတာလည်းအတုလုံလို့ရတာပဲဝန်ထမ်းကတ်လည်းဒီလိုပဲဝန်ထမ်းကတ်အတုနဲ့လိန်နေသူတွေတပုံကြီးအင်းဘာထုတ်ရဲ့ ီကောင်ကိုကြည့်ရတိတ်မတင်ကဘူးမင်းသူ့ကိုဝင်လုံးပြီးမလုံနိုင်အောင်ချုပ်ထားလိုက်စမ်းကွာဒီလိုနေရာမျိုးကြတော့ဘာတို့တို့ကတိတ်အားကိုရတယ်ချုပ်သူညာချစ်တလန်းထက်တစီရဲ့နောက်ဘက်ရောက်တိုင်းနဲ့တပြိုင်တည်းတစီရဲ့ဘက်ကိုနောက်ပြန်လိန်ဆွဲပြီးသူ့ကိုနဲ့အတင်းချုပ်ထားလိုက်အောင်တစီကရက်ကန်ရက်ကန်နဲ့ဘာတို့ရဲ့လက်ထက်မှာမျက်နှာငယ်လေးနဲ့မလုတ်ပါနဲ့ဗျာလှုပ်ပါကြောက်ပါရင်တောင်းမှန်ပါရဲ့ဗျာလှုပ်ပေးပါနော်စုံနေရပဲတွတ်တွတ်နဲ့ခခရရပြောလိုက်ရှာရလေး ေါ်ဦးကခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်ပြီးတော့ကောင်းပြီမင်းကိုမေးမယ်ဘရဟအရညာရဲ့ဥပနိရှာကျမ်းထဲမှာယညဝါညာပြောခဲ့တယ်လို့လူတယောက်တည်သွားတဲ့အခါအိမ်ရင်းနဲ့ဝိညာဉ်ဟာအတ္တလို့ခေါ်တဲ့နောက်ဆုံးအကြောင်းတရားထဲမှာငုံရှူးသွားတယ်ဆိုတာဟုတ်သလားအဲ့ဒီထဲမှာမင်းတို့တစီကရောဘလို့ပါဝင်ပတ်သက်တယ်လဲတစီကရောအတော့ကိုကြောင်းစီစီဖြစ်သွားပုံပဲဗျာယညဝါကြဟုတ်လားဟုတ်တယ်ကျွန်တော်မသိပါဘူးခင်ဗျာပေါ်ဦးကဆက်ပြီးတော့ ဒါဆိုအညာမယအတ္တဉာဏမယအတ္တမနောမယအတ္တဝိညာဏမယအတ္တအာနန္ဒမယအတ္တအစိတ်90နဲ့မှာတသိဟာဘယ်အစိတ်ပိုင်းလေးမှာပါလဲခင်ဗျာဟုတ်လေကျွန်တော်ကျွန်တော်မသိပုံတောက်တစ်ချက်ပြင်းပြင်းခောက်လိုက်တယ်ပြီးတော့ညာတိကေတကိုတိတ်မင်းကဟောတဲ့တေတနာရဲ့မှာနှလုံးအိမ်ပက်လင်မှာအကျော်တရာကျော်ရှိတဲ့အထက်ကိုဥကောင်းနဲ့ထိုးတက်နေတဲ့အကျော်တကျော်ရှိတယ် လူတည်တဲ့အခါအဲ့ဒီအကြောတိုင်းအသက်ထွက်သွားတယ်လို့ဆိုရင်ကိုင်းမင်းသားတသိဆိုရင်တိတ်မှုတာပဲအဲ့ဒီကိစ္စကိုသိရမှာပေါ့ဘလို့လဲဟုတ်လားဗျာဗျာအဲ့ဒါလဲဟုတ်ဒီလိုရှိပါရဲ့ကျွန်တော်တည်တည်ချာချာတော့မသိပေါ်ရှူးရှူးရှာရှာဖြစ်သွားပြီဟိတ်ကောင်မတော့အဲ့ကောင်ကိုမင်းနာနာတိလွတ်လိုက်စမ်းဒီကောင်တသိမဟုတ်ဘူးကွာလူလင်ငါမင်းနေတာဒီကောင်ဘာမှမသိဘာတော့ကလည်းဒီလိုကိစ္စမျိုးဆိုတွက်လိုက်တာမှာစကားတော့မဆုံးသေးဘူး ဖြောင်းဖြောင်းဖြောင်းဆိုပြီးတဆေကိုနရင်သုံးချက်လောက်ဆင့်ရိုက်ပစ်လိုက်ပြီးနေပြီ။နောက်ပြီးသူတို့မြောက်ကဆက်လျှောက်သွားကြတာပေါ့။တဆေကတော့လမ်းပေါ်မှာခွေခွေလေးလေးပြီးကြံ့ရစ်ခဲ့တော့။အဲ့ဒီနေ့ကတော့တဆေရဲ့လောကကိုပလောရိုက်သွားတဲ့နေ့ပါပဲ။ဒီအကြောင်းကိုတယောက်စကားတယောက်နာနဲ့တဆေရဲ့အားလုံးကြားထဲမှာပြန့်သွားပြီလေ။အခုဆိုတဆေတကောင်နဲ့တကောင်မေကွန်းထုတ်နေကြပြီ။လောက်ကြစဉ်းစားထောက်ဆန်းမေကွန်းနေဘာဖြစ်မလဲ။ဘာမှမဖြစ်ဘူး။ဒီမေကွန်းနေကဘယ်သူမှမဖြစ်နိုင်ဘူး။ ဒုက္ခပဲကိုမျက်နှာကိုလက်ညှိုးထိုးပြီးငါဘာကောင်လဲငါဘာကောင်လဲလို့မေးမနေကြတာမဲမောင်အေးဆက်နေတယ်ချက်ချားမှုတွေတဝုံဝုံပြူကြစဉ်ညက်နေအောင်ပိတ်ဆို့ပစ်လိုက်တယ်လို့ခံစားရတယ်လို့ပဲတစီတို့ခင်ဗျာမာလီကြည်စိတ်တက်တူတွေးခုံတော့ပြီးစမ်းမရတော့သူတို့တွေကအသက်ကြီးကြီးတစီဘိုးကြီးတစ်ကောင်ကတော့ကျန်တဲ့အကောင်လေးအားလုံးကိုခေါ်ပြီးညှိပါသေးတယ်ဟာဒါတီလို့ပါပဲပေါ့ငါတို့ကတော့တစီတော့တစီပါပဲပညာပေါ့လေ ဒါပေမဲ့မရတော့ဘူးအားလုံးကတွေးပြက်နေကြပြီပုံမီးသွားတဲ့မိဘတွေကိုတစီအဖိုးကြီးကိုဝိုင်းဝန်းမီးချပြန်တော့လေသူကဖြေမမဖြေနိုင်တာကိုမဖြေနိုင်မင်းနဲ့ငါတို့ကတစီတွေပါတစီစစ်စစ်တွေပါတစီစစ်စစ်ပါလို့ကြီးဇွတ်မိတ်ပြောနေတာကိုကျန်တဲ့သူတွေကအယုံကြည်မရှိဖြစ်လာတယ်နောက်တော့လေအင်းသိတဲ့အတိုင်းပဲတစီတွေစကောင်းခွဲကုန်ကြတာပေါ့စိတ်လေသွားချပြီလေချစ်ချင်ရဖြစ်ရောက်ချင်ရောက်ချင်ရရောက်ဆိုပြီးလျှောက်လေရင်းနဲ့သူကလွင့်နေ ကိုနေရာကိုတည်တည်ကျန်းကျန်းမနေပဲပိုလူဝင်ဘူးဒီလူဝင်ဘူးလောက်တဲ့ကောင်ကလောက်တယ်နိုင်ငံသားပြည်သူကားလည်းဝင်တဲ့အကောင်ကဝင်တယ်ကာတွန်းစာအုပ်တဲ့ဝင်တဲ့အကောင်ကဝင်တယ်ဖြစ်ရှင်နိုင်ကိုဖြစ်နေတော့တာပဲသူ့ကိုသူတစ်စီစစ်စစ်ပါလို့ပြောပြောနေတဲ့အဖိုးကြီးကတော့တေကန်ကြီးဆက်ဆက်မှာတေတန်းစာတစ်စောင်ရေးသွားတယ်အဲ့ဒီတေတန်းစာထဲမှာအမြင်အကြားသာရှိပြီးအုံနောက်မရှိတဲ့လူနဲ့အုံနောက်သာရှိပြီးအမြင်ကြားမရှိတဲ့လူအဲ့ဒီလူနှစ်မျိုးကိုဘယ်တော့မှတစီသွားမချောင်းနဲ့ ကိုပဲပြည့်စည်တတ်တယ်လို့ရေးသွားလိမ့်မယ်။အဲ့အကြောင်းမို့ထင်တယ်လူလောကမှာအယူနဲ့မျက်စိမမြင်တဲ့လူတွေတစီချောက်ခံရတယ်လို့ဘယ်တော့မှမရှိခဲ့ဘူးလေ။အစီတကောင်ရဲ့ညာစာမင်းခိုက်စုတိုင်းဖြစ်ပါလေခင်ဗျာ။ဒီဝတ္ထုတိုလေးကိုနားဆင်ရင်အတွေ့အရတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်။နားဆက်ပေးသူအရောက်စီတိုင်းအရောက်စီတိုင်းကိုယေရှုတင်ပါခင်ဗျာ။စိတ်ချမ်းသာကိုကျမ်းမာကြပြီးကိုချမ်းသာစိတ်ချမ်းမာကြပါစေ။ 第下就这能扫盲吧。